ရော်နယ်ဒိုရဲ့သွင်းကုန်းပေါင်းထထောင်ပြေးဖို့ဘယ်လောက်လိုသေးလဲဘယ်ချိန်ပြေးလောက်မလဲပိသမျှအားလုံးပဲမိလာများရွှေဟိုအိုင်ဘတ်ခွန်ရှိကို online အင်ဂျင်ကနေပြန်လဲကြိုးလိုက်ပါရင် ရန်ဒိုရဲ့သွင်းကုန်းစံချိန်တွေအကြောင်းပြောရတာကတထောင်တရာပုံမြင်နေလို့ပဲဖြစ်ပါရင်ပြောလို့ကိုကိုနိုင်မှာမဟုတ်ပါဘူးရန်ဒိုကကစားဝဝဝသွင်းကုန်းနဲ့ပတ်သက်လာရင်ဘယ်သူမှမလိုက်နိုင်တဲ့စံချိန်မှတ်တမ်းကောင်းများစွာတင်ရှိထားနိုင်တာပါနောက်ထပ်လည်းစံချိန်မှတ်တမ်းကောင်းများစွာထက်ထပြီးတင်အောင်မဲ့သူမျိုးဖြစ်ပါရင်ဇာဝဝကနေအနားမယူမချင်းရန်ဒိုဟာမျက်ခင်းစိမ့်ပေါ်ခြေချလိုက်ုံနဲ့စံချိန်တွေတစ်ခုမဟုတ်တစ်ခုတင်နိုင်တဲ့သူဖြစ်ပါရင်အသက်အရွယ်အပြည့်၄၀ကျော်နေပြီဆိုပေမဲ့ရန်ဒိုကလူငယ်လေးနဲ့အပြိုင်လုံးပြနေနိုင်စဲပါပဲ ရနန်ဒိုဟာလမ်းရှိမှာတွင်းကိုပေါင်းထောင်ဆန်ချိန်ကိုတဖြည်းဖြည်းချင်းကပ်ဝင်ရောက်လာနေသူဖြစ်ပါတယ်။ညကစားခဲ့တဲ့ Aiden Kolov တင်းတဲ့ပွဲစဉ်မှာရနန်ဒိုဟာ NSR အသင်းအတွက်အေးပါတဲ့တွင်းကိုတကိုကိုရယူပေးနိုင်ခဲ့ပါတယ်။ရနန်ဒိုဟာပွဲအစ၄မိနစ်ပိုင်းအဖွင့်ကိုတွင်းနိုင်ခဲ့တာဖြစ်ပြီး NSR အတွက်အကြံကိုတွေကိုတော့ဆာရီယိုမာနီနဲ့ဂျင်နိုရန်တို့ကတွင်းယူပေးခဲ့တာပါ။ပွဲပြီးမှာဘောလုံးတော်၅ဆုရှင်ကြီးကနောက်ထပ်တစ်ပွဲအနိုင်ရရှိခဲ့ပြီးချီတက်ကြဆုဆိုပြီးရေးသားထားခဲ့ပါတယ်။ရနယ်ဒိုရဲ့အစောပိုင်းကိုနဲ့တပွဲဆုံးသာစွမ်းဆောင်ရေးကအထင်ကြီးစရာကောင်းပါတယ်။ဒါပေမဲ့ရနယ်ဒိုဟာလူစားနဲ့ခံရချင်မှာတော့နီးပြားဖြစ်သူ စတီဖာနိုပီလိုရီရဲ့ဆုံးဖြတ်ချက်ကိုသဘောမကျဖြစ်နေပြီးဆော်ရကတက်အငင်းပွားမှုဖြစ်ခဲ့သေးတာဖြစ်ပါတယ်။ဒီပွဲမှာသူသွင်းယူခဲ့တဲ့သွင်းကိုကြောင့်ရော်နယ်ဒိုဟာကစားသမားဘဝသွင်းကိုစုစုပေါင်း928ဂိုးလေးရှိလာခဲ့ပြီးဖြစ်ပါတယ်။သွင်းကိုထောင်ပြေးဖို့ရော်နယ်ဒိုချီတက်လာတာများတားမရစီးမရပါဘဲမျက်စိရှိမှရင်တစ်လုံးပြီးတစ်လုံးဖြေသွားလိုက်တာများထင်ကြီးစရာကောင်းတာချက်ကိုပိုပါတယ်။ ရနဒိုကအသက်30မတိုင်ခင်တုန်းကသွင်းယူခဲ့တဲ့ဂိုးရည်အတွက်ကိုအသက်30နောက်ပိုင်းမှာကြော်ဖြတ်ပြထားနိုင်သူဟာအသက်30မတိုင်ခင်ရနဒိုဟာကစားမဘွားကို Sporting Lisbon နဲ့စတင်ခဲ့ပြီး United Real Madrid နဲ့ Paris Saint-Germain တို့အတွက်ကစားပေးခဲ့တာပါ။အဆိုပါအသင်းတို့အတွက်စုစုပေါင်း463ဂိုးထိသွင်းယူပေးခဲ့တာဖြစ်ပါရင် အသက်30နောက်ပိုင်းမှာတော့ရနဒိုဟာ Real Madrid, Juve နဲ့ United, NSR, Portugal တို့အတွက်ကစားပေးခဲ့ပြီး465ဂိုးထိရယူနိုင်ခဲ့ပါရင် ကစားမတော်တော်များဟာအသက်30နောက်ပိုင်းဆိုရင်ကြာသွားကြတာများပါတယ်။ရော်နယ်ဒိုကတော့အသက်30နောက်ပိုင်းမှာမှကစားမဘွားပုံမအောင်မြင်ခဲ့တာဖြစ်ပါရင်သင်ကိုယ်တိုင်နဲ့မကပါဘူး။အသင်းလိုက်ဆီမလာပိုင်းမှာလည်းရော်နယ်ဒိုရဲ့အသက်30နောက်ပိုင်းမှတ်တမ်းကအသက်30မတိုင်ခင်မှတ်တမ်းထက်ပိုကောင်းနေပါရင်အသက်30မတိုင်ခင်မှာရော်နယ်ဒိုဟာချန်ပီယံလိနှစ်ကြိမ်အမေဘေးဖလား၃ကြိမ်ဘော်လန်ဒီယောဆု၂ကြိမ်ပဲရထားသေးတာဖြစ်ပါရင်ဒါပေမဲ့အသက်30နောက်ပိုင်းမှာတော့ရော်နယ်ဒိုဟာချန်ပီယံလိ၃ကြိမ်အမေဘေးဖလား၃ကြိမ်ဘော်လန်ဒီယောဆု၃ကြိမ်တို့ကိုထပ်မံဆုတ်ခိုးနိုင်ခဲ့တာဖြစ်ပါရင် ဆယ်ကြီးရိုနယ်ဒိုကတော့ရိုနယ်ဒိုပါပဲဒါကြောင့်လည်းကမ္ဘာအကောင်းဆုံးကစားသမားဖြစ်နေတယ်လို့လူငယ်တန်းပေါင်းများစွာရဲ့စံပြပုဂ္ဂိုလ်ဖြစ်နေတာပဲဖြစ်ပါတယ်ရိုနယ်ဒိုရဲ့နောက်ဆုံးသောအီမန်ချက်ကကစားမဘွားကနေအနာမြူကင်တွင်းကုန်းတစ်ထောင်ပြေဖို့ဖြစ်ပါတယ်ဒါဆိုရင်ရိုနယ်ဒိုတွင်းကုန်းပေါင်းတစ်ထောင်ပြေဖို့အချိန်ဘယ်လောက်လိုအောင်မလဲလက်ရှိမှာ98ကိုအထိတွင်းယူထားနိုင်ပြီဖြစ်တဲ့ရိုနယ်ဒိုအနေနဲ့တွင်းကုန်းပေါင်းတစ်ထောင်ပြေဖို့ဆိုရင်89ကိုသာလိုအပ်တော့တာဖြစ်ပါတယ်ရိုနယ်ဒိုကလက်ရှိမှာပြက်ကလေးနေ့တစ်နေ့ကိုဂိုး90ဝင်းကျင်တွင်းနေတာပါသူအနေနဲ့အသက်60ပြေသွားပြီဖြစ်ပေမဲ့နောက်ထပ်5-6နှစ်ဘောလုံးဆက်ကစားအောင်မယ့်အခြေအနေမှာရှိနေပါတယ်ဒါဆိုရင်သူကတွင်းကုန်းတစ်ထောင်ကိုပြေအောင်နေမကပါ ာကျော်ပြီးကျော်တက်သွားနိုင်ပါတယ်သူရဲ့ဂိုးသွင်းနှုန်းရ2026လောက်ဆိုရင်သွင်းကုန်ထောင်ကပြေးပြီးလောက်ပါပြီရော်နယ်ဒိုက2026ကမ္ဘာကောင်းလည်းပေါ်တူဂီလေဝင်းစင်အသင်းနဲ့အတူပါဝင်ရှင်ပြိုင်သွားဖို့စီစဉ်နေသူပါတချို့တွေကရော်နယ်ဒိုကိုရွေးချယ်တဲ့အပေါ်မှာဝေဖန်မှုတွေရှိနေတတ်တာပါဒီကိစ္စနဲ့ပတ်သက်ပြီးပေါ်တူဂီလေဝင်းစင်နေပြမာရီနက်ကအခုလိုပြောပါတယ် ခရစ်စတီယာနိုရယ်တိုလိုကစားသမားမျိုးကိုရွေးချယ်တာကအချက်၃ချက်ကြောင့်ဖြစ်ပါရင်ပထမအချက်ကသူ့ရဲ့ဘောလုံးအရင်အသွေးကမေကုန်းထုတ်ဆရာမရှိပါဘူးနောက်တစ်ခုကသူ့ဟာဘောလုံးတမိုင်းရဲ့အကောင်းဆုံးကစားသမားတွေထဲကတဦးဖြစ်ပြီးနောက်တစ်ခုကတော့သူ့မှာထူးခြားတဲ့အတွေ့အကြုံတွေရှိနေတာပါသူကရိုးပြိုင်ပွဲ6ခုအထိပါဝင်ကစားနိုင်ခဲ့တယ်တဦးတည်းသောကစားသမားဖြစ်တယ်လို့နိုင်ငံတကာပွဲစဉ်ပေါင်း200ကျော်ကစားထားတဲ့အတွေ့အကြုံတွေရှိနေပါတယ်အဲဒီထဲမှာမှအထူးခြားဆုံးကတော့သူ့ရဲ့အလုပ်တာဝန်ကျင့်မှုဖြစ်ပါတယ်နောက်ပြီးသူ့ရဲ့ဆရာထက်တန်မှုကအသင်းမှာရှိတဲ့ကစားသမားတွေနဲ့ဝန်ထမ်းတွေအပေါ်မှာကူးစက်စင်နိုင်မှုရှိပါတယ်သူ့ပေါ်တကြီးအသင်းမှာအခုလိုကစားခွင့်ရနေတာဟာအတိတ်မှာသူလုံးပြခဲ့ တဲ့ຢာတွေကြောင့်မဟုတ်ပါဘူး။သူဆက်လက်လုပ်ပြနေတဲ့စွမ်းဆောင်ရည်ကြောင့်မှရွေးခန့်ခဲ့ရတာပါ။ကျွန်တော်လက်ထက်ဘော်ဒီလေးရင်းစင်မှာသူဟာပြိုင်ပွဲ22ပွဲကစားထားပြီး18ဂိုးသွင်း၄ဂိုးဖန်တီးထားနိုင်ပြီးအသင်းရဲ့ထိတ်တန်းဂိုးသွင်းရှင်ဖြစ်နေပါတယ်လို့ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါမျိုးဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအောက်ကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။